အားလုံးပဲမင်္ဂလာပါခင်ဗျာ Listener Heaven Audio Book Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီတစ်ခါမှာတော့1958ခုနှစ် Mercury Magazine အတွဲ6အမှတ်3မှာဆရာနှုံးမောင်ပတ်သိဟေးသားထားခဲ့တဲ့ငပိတ်တရားတော်ကြီးဆိုတဲ့ဝတ္ထုတော်ကိုဖတ်ပြပါမယ်ဖြစ်ပါတယ်အဲဒီတော့ကျွန်တော်လည်းဒီလိုဒီဝိတ္ထုတို့လေးကိုခန်းစားကြည့်အောင်ပါခင်ဗျာ ကျွန်တော်ဒီအိရာကနှုတ်ဒီဆိုနေမယ်အမြင့်ကိုသွားသတိရသည်ထို့ကြောင့်ခေါင်းရှည်ကြီးကိုတအားဖက်လိုက်ကအာဘုတ်ရီတို့ကိုဝင်းတွင်းသို့ပြုချရင်အမြင့်ရဲ့မင်းဟာဒရဝန်နေဝင်းရန်ကပီးတန်တကာကြားမှာအကျယ်ကျုံနေရတဲ့ရနာသူလေးဖြစ်နေလို့များကိုကိုပိတ်ကိုမင်းစားတဲ့လက်တုပ်စုံလောက်တော့မချစ်နိုင်တော့ဘူးလားကွယ်။အော်တောက်ပနဲ့ပြည့်သူရဲ့အဟိ။ထိုကဲ့သို့ရေရွက်ခါ အဆက်မရှိသော မျက်ရည်တွေကိုဒရဟောတုံးချလိုက်ပါသည်ခုနောက်ခေါင်းဝန်းကိုပုံမတင်းကြအောင်ဖျင်းအမြင့်အကြောင်းကိုထပ်လောင်းစဉ်းစားနေပြီဖြစ်သည်အမြင့်မှာကျွန်တော်တို့မြို့မှာရန်ကုန်တက္ကသိုလ်တွင် တွားရောက်ပြီးအငန်းခံနေသည့်ယရနာသူကလေးပင်ဖြစ်လေသည် ကျွန်တော်ပါလဲအမေပေးလိုက်သောငန်းစည်းကိုကိုရွက်ရည်မရောပဲတောက်ရင်အငန်းဝါသနာပါလာသူဖြစ်ရာတက္ကသိုလ်တွင် တက်ကြွသော အစိတ်အပိုင်းမှာငန်းနေသူလည်းဖြစ်သည်ထို့ကြောင့်အမြင့်နှင့် အငန်းခံအငန်းစပယ်ရှယ်တစ်ကျွန်တော်ပါတခုရီတော်တက်ကတော်တွင်တွေ့ဆုံမိကြမိပြီကောဟဲ့ကြပြမဆန်းလားဗျာသို့တော်အပွဲပွဲနှွေးခဲ့သည်များခုတခါမှကင်မရာကြီး꿰သွားရရှာသည့်ဟိုသတင်းတောက်လို့ကျွန်တော်မှလည်းအမြင့်နဲ့ကြာမှသူ့ကိုတန်းတန်းဆွဲပြရတော်သည်အရင်ကျွန်တော်ငန်းခဲ့စဉ်တုန်းကဆိုလေကျွန်တော်ဒီမိသည့်အမျိုးသမီးကိုမှအတီးတကြမပိုးခဲ့ ပိုလေရမှာမဟုတ်ပဲဒီတယောက်ကသူ့ကိုငန်းရမလားဆို၍ဓောက်ဖနက်ကိုတန်ခွာတက်ပြပြီးလင်ကျွန်တော်ဒီအမိကုတ်တရေသိမ့်ပြီးဘေးကင်းရန်ကင်းအရဲ့ရှောင်းကတခြားမျိုးသမီးတယောက်ကြီးပြန်ဆောင်နေပါဇက်ကပွားစီပွားစီအော်ပါပေးသွားခြင်းတို့ကိုခံယူခဲ့ရသည်တာဖြစ်အမိကိုဂေါမိကမှာပဲအမိကလွယ်လေကြံတဲ့အမျိုးသမီးတွေကိုယောက်ျားတွေဟုသာတင်ပြီးအမိမှာအမြင့်ဖြစ်နေရပါပြီအမြင့်ကိုမရရင် ထောက်ပံ့ရေးကနိုးကျင်နေတောက်ပြီးတော့သာတခါတည်းတတိယကမ္ဘာစီးကြီးကိုမစောင့်ပဲဝင်းချောသေးမိမှာတော့အမှန်ပါသို့တော့အမြင်ကတော့သူ့ထမိန်လုံငွေပစ်ပြီးထားရတယ်လို့ကျွန်တော်ကလည်းပြစ်ပယ်လို့ထားသည်ကျွန်တော်ကိုတွေ့ရင် ပြုံးဆဆနဲ့လှုပ်ပြီးကျွန်တော်ကမျက်စပြီးကောက်စားသွားတာပါပဲအေးမဟုတ်ပါဘူးမချူမချင်သေးတာလုံးလုံးပြီးသွားတော့တယ်ကျွန်တော်ကိုကြိုက်ဖို့စန္ဒာမဲလေးပြီးပါဆိုတော့ဟင်းအင်းဆိုပြီးတော့အမြဲခံဘူး ခတ်ပြီးခတ်ပြီးကျွန်တော်မှာ၃ကကြာကိုရင်ဆိုင်ရမှာတက်ခတ်သည် အမြင့်ကိုရအောင်အတန်တိတ်ဆန္ဒပဲပြရတော့မလားအစာငတ်ခံဆန္ဒပြရတော့မလားနောက်ဆုံးတွင်ကကျွန်တော်နောင်တော်ကောမစုံတို့ဤလမ်းစဉ်တိုင်းချစ်အယူခံလွားတွေသာတဆောင်ပြီးတဆောင်တင်ရတော့သည်သို့တော့ကျွန်တော်တို့ចောင်းဆောင်ကတရဝံကိုရတနာဆောင်သို့တွား၍အမြင့်ထံစာပို့ကတစ်ခေါက်နေပြီးတော့သား25ပြားကြာနေ ကန်ထရိုက်ပေးကပို့ရနေပါဝေ90ကြော်ကြော်အတရင်ခိုက်နေသည့်ပြင်ပတ်စံမပေးလိုက်နိုင်သည့်26ကောက်အတွက်ပင်ဒရန်ဝင်းကကျွန်တော်အပေါ်တွင်ကျွေ9.25ကြက်25ကြက်တင်သည့်တိုင်အောင်အမြင့်ထန်းကတော့ဘာစားမှပြန်မလားအမြင့်မင်းကိုကိုပိတ်ကိုရုရှားမျက်နှာအမေရိကန်မကြည့်နိုင်တယ်လို့များမဟုတ်နေပြီလားယကိုကိုပိန်ကတော့အမြင့်ရင်သားမို့မို့လေးဘရာဇီးယားချွတ်လိုက်လို့ဂျပါတီလေးလိုပြားကတ်သွားပါစေဦးနော် မုန်းနိုင်ခဲ့ပါဘူးကွယ်။မင်းကသာကိုကိုပိတ်ကိုစစ်တုံပြန်ရင်မင်းနာနောက်ကအထက်ထက်တက်နေတဲ့ကြီးမဲမဲလေးတွေကိုလေအရင်ဆုံးမုတ်ဆွေမွေးရိတ်တဲ့ဓာပပလေးနဲ့ချစ်ချစ်ချပြီးမှစက်ပြမွေးလေးနဲ့တခါတိုက်ပြီးတော့ကညာလက်ကလေးနဲ့အသာတွန်းပေးပါမယ်ကွယ်။ညာလက်ညောင်းရင်ဘယ်လက်ပြောင်းလို့ကြီးစင်တဲ့အထိတွန်းလို့ပေးပါမယ်ကွယ်။ကိုပိတ်ကိုမတနာတော့ဘူးလားယင်။ကိုပိတ်အတဲ့နှလုံးတွေဟာစတ္ထသံဃာယနာလှိုင်းကူနာကကိုစားចောင်းကြီးလိုပဲအက်ကွဲပြီးမိုးတွေရော အပွားပွားချစ်သွေးတွေယူစီးခဲ့ရပါပြီကွယ်ကျွန်တော်မှအမြင့်ကိုတွေ့တာဤသူလဲရဲ့ရည်လေးဆန်းဆန်းနှက်ကြီးလေးညှိညှိပြီးကြော်ဆွေအပ်တဲ့နဲ့တမျိုးမြေအောင်အပ်တဲ့နဲ့တပုံဇီယာကြီးလိုတဝမျိုးချစ်လိုနှစ်ဝပြင်အတနာခံခဲ့တော့လေရှင်းလို့လူရှင်တော်ယုံမျိုးတော့တတ်တက်လို့မစင်းစားကြပါဘူးထိုကဲ့သို့သောအဖြေသာကျွန်တော်ခင်ဗျာရခဲ့ရှာပါသည်။အော်တဲပြီးတနာတရားကောင်းတဲ့ကျွန်တော်ပါဗျာ။ တပြားတစ်ချက်လောက်တနာခဲ့ပါဒရဝံကျွေးဆက်ချင်လို့ပါနော်ခုတော့အမြင့်နဲ့ကျွန်တော်မှာကျောင်းနဲ့ရင်ပတ်လို့နီးရက်နဲ့အဝေးကြီးဝေးရပြီလူကြောင်းပိတ်၍ကျွန်တော်တို့မြို့ကိုပြန်ရောက်တော့လဲဒရဝံဆေးရွက်လဲစာမပို့နိုင်ပြီလူချင်းလဲတခါမျှမဆုံးသဖြင့်တို့၏အိမ်ရှိကို10ရက်နဲ့ဖဏတ်တရားကုန်သည့်တန်အောင်ဖြတ်ဖြတ်လျှောက်ပြီးခေါ်ရေးပြရတော့လဲတို့အိမ်ကခွေးတအုံးမှထွက်ထွက်ပြီးဟောင်တဲ့တီကလွှဲ၍တော့ဘာမှအကြောင်းမထူး အခြေအနေမှာအမြင့်ကဥတ္တရရေစွန်းနှန်းတွေလမ်းလျှောက်ပြီးကိုဟန်ပြနေတော့ကျွန်တော်ကအီကွေတာမြေကြောင်းတစ်လျှောက်ရောက်ကုန်းကုန်းကပြည်ရင်ငဲရတာမျိုးလိုသူမနဲ့ကျွန်တော်မှာတွေ့ဆုံဖို့အလုတ်အလုတ်ကိုခဲရင်နေပြီအမြင့်နဲ့ကျွန်တော်မနီးနိုင်တဲ့အကြောင်းကိုနက်နက်တဲတဲကြီးကပြဆန်းဆန်းရေးလိုက်တာပါဗျာအမြင့်ရေအမြင့်ရေဝေးကြပြီပေါ့ကွအဟက်ဟဲအဲဟီဟီပြောဖတ် ျွန်တော်မှတွေ့ရင်တစ်ခါထပ်ပြီးတော့ငုံမိပြန်သည်ဟဲ့မောင်ပိန်ဘာဖြစ်လို့ငိုနေရတာလဲမေမေဒီကျွန်တော်အခန်းတွင်းသို့ပြပြတလဲဝင်လာရင်ပြီးတော့ဒီကျွန်တော်မှလူကြားထဲတွင်ဤအမတ်တမဲ့ထွက်သွားသူလိုတုံကနေပြသွားပြီးဘာပင်တစ်ခုလုံးမျက်ရည်အရွှဲသားနဲ့မေမေကိုပြူးကြောင်ကြောင်ကြီးကြည့်နေပြီးဒီသူတော့မှအကြံရပြီးဟာဟာမေမေလူအစ်စ်နော်ဟဲ့ငါကလူအစ်စ်မို့နေလူဖြစ်လာရတာပေါ့ အမလီတော်သေးတာပေါ့ကျွန်တော်အိမ်မက်ထဲမှာမမေကိုကြားကြီးဆွဲသွားလို့မေမေက ground မြောင်အောင်ကြိုက်ပြီးငါဟဲ့ပြူစောတိဆိုပြီးတော့လောက်လေးကွာနဲ့ကြားကိုလိုက်ပြီးရဲ့လမ်းဖြက်အခုမှ municipal ကအမိုက်ကကြိတ်မိလို့တယ်အဲ့ဒါကြောင့်ကျွန်တော်ရင်ပတ်ထုပြီးအမလီဖီဖီရဲ့ municipal ကကားကြိတ်ပြီးများတေးရပုံစိုးလာကြီးရဲ့လို့ဟင့်ကုန်နေတာကျွန်တော်မှဗဇက်ထဲတွေ့ရရစွမှုပြီးကိုယ့်ဆက်ကိုဖန်တီးရဲ့ရဲ့ရဲ့ကြားသည့်အကြောင်းကိုကာကွယ်ရပါတော့သည်ကဲကဲအဲ့ရကထပါတော့ အမေနေ့ခေါင်းအောင်လဲရွှဲလို့ပါလားနေ့နဲ့ဟဲ့အခုအသက်ရွယ်ကြမှာအိပ်ရတဲ့သေးပါရသေးတယ်လို့အမေကကျွန်တော်ဖတ်ထားသည့်ခေါင်းအောင်ကြီးကြည့်ပြီးပြောပြန်သည်ကျုပ်အသေးနှလုံးကစီးကြရတဲ့ချစ်မျက်ရည်တွေကိုသေးနဲ့နှိုင်းပြီးများပြောရတဲ့ဖြင့်ကျွန်တော်မှာဘေးပိတ်အကန့်ခံရတယ်လို့အောင်းသွားသည်ဘယ်ကလာသေးဟုတ်ရမလဲဖီဖီကားကြည့်ခင်ရလို့ငိုတဲ့မျက်ရည်ပြကဲကဲထပါတော့စုံငန်းအောင်ကြွသွားပြီဖီဖီကားကြည့်မခင်ရဘူးနော် ကျွန်တော်ကပြင်းတွဲစွာထားယူရင်အခန်းထဲမှာထွက်သွားတော့မိမိကိုလှမ်းပြီးပြီးလိုက်ပြန်သည်။ဟဲမဥမချွတ်လျှောက်ပြောပြန်ပြီ။နေ့ဖေအိမ်ရှိမှာဥကြံနဲ့တရားဆွေးနွေးနေတယ်။ဥကြံဆိုသဖြင့်ကျွန်တော်မှာသူ့မယားပါသမီးအမြင့်ကိုသွားတရိယာပြန်တဲ့ဖြင့်မတ်တက်ကပြန်ပြီးအိယာဘောတို့လဲကြသွားပြန်သည်။ရချီးကြောက်တွေကိုလက်တစ်ဖက်ဖြင့်ခွာရင်အမြင့်အကြောင်းကို ပြန်လည်စဉ်းစားနေရမှာမြုံကနေအကြံတစ်ခုခေါင်းထဲသို့ခြေစုံပြစ်ဝင်လာသည်။အမြင့်ကိုစုံနိုင်ရေးတွင် ဘူးကြံမှာတပါကိုးကွယ်ရမရှိသေးပြီတကားဘူးကြံသည်အမိပထွေးခေါ်အမိအမေဤနှစ်ကြိမ်မြောက်ယောက်ျားဖြစ်၏အမိအမေအစားပုံကြီးသဘိုးနှင့်ပေပြီးသည့်နောက်ပိုင်း၌ကိုကိုရမအမြင့်ကိုဘူးကြံကဆက်လက်ကျွေးမွေးဆောင်ရှောက်တရာဘူးကြံပြောသည်မအမိလိုက်နာရပြီဖြစ်၏ဘူးကြံကိုအကြောင်းသိအောင်ပေါင်းထားပြီးအောင်းသွဲခိုင်းကသူ့မရဘသမီးအမိသည်ကျွန်တော်ရင်ခွေတွင်းသို့အဟိအဟိဆိုပြီးဝင်လာရမည်မှာမလွဲဘူးကြံ၏သဘောတူညီမှုကိုရယူပြီး အမြင့်ကိုကိုပိုင်အဖြစ်ရော်ခြင်းမပေးဘဲတော့အလကားသိမ့်ယူနိုင်ပြီမှသိကြသည်သိမ့်ကောင်းတဲ့အကျံတဲကောင်းတဲ့အကျံယခုကြောင်းပည့်ရမကုံခင်တလာခွဲစီမံကိန်းနဲ့ဥကြံကိုဒူးတူပေါင်ပတ်ပေါက်နိုင်အောင်ကြိုးစားပြီးအမြင့်ကိုအရာ တောင်းရပြီကျွန်တော်ဒီကိုစီမံကိန်းကြီးအမြဲအကောင့်ထဲပေါ်နိုင်အတွက်မကြခင်ဥကြံနဲ့ဖေဖေတရားဆွေးနွေးရာနေ့တွင်မရောမလဲလုပ်နေပါသည်ဖေဖေကသူကြက်လို့ရထားသောတရားစာပိုင်းတစ်ခုကိုရုတ်ပြလေ ဦးကျန်ကတခြားတရားစာတစ်မျိုးကိုအားကြမခံရွတ်ပြသည်ကလေးတွေအပြိုင်စာရွတ်သလိုအော်ဟစ်နေသောသူတို့နှစ်ယောက်နာတွင်နေရသည်မှာနားသိပ်ပြီးမခံသာတော့လဲကိုယ်အကျန်နှင့်ကိုဖြစ်၍ချိတ်မိပြီးနားထောင်နေရတော့၏ဖေဖေယုံသွားရန်ပြင်ဆင်တော့မှကျွန်တော်၏အခွင့်အရေးလဲပေါ်လာတော့ရာကျွန်တော်ကဦးကျန်အန်တီတို့ကြုံကြုံလေးဝေထိုင်လိုက်ပြီးသွားပြေးပြလိုက်ရသည်သို့တော့အဖိုးကြီးကသူ့ရှေ့တွင်တည်ခင်းထားသောဘဲပြုတ်စီစန်းနှင့်ရင်ွေးချမ်းကိုတောက်ချီ၍ကျွန်တော်သူအနီးကပ်လာသည့်ထင်သည်ဖြင့်မတိမသားမျက်စောင်းကြီးထိုးလိုက်သည် ထို့ကြောင့်သူတန်တရာရှင်းသွားစီရန်လက်ဖက်ရည်ပွဲနှင့်ခက်ဝဲဝဲကိုအနှဲငယ်ရှုထိုင်လိုက်ပြီးအဖိုးကြီးရွှေမျက်နှာတော်ကျုံတော့တော့ကြီးကိုသာဗဇက်ကြီးဖျဲကကြည့်နေပြီးဘာကစပြီးပြောမှမသိဖြစ်နေတယ်။ကဲကိုကျန်ကျွန်တော်ယုံသွားလိုက်ဦးမယ်နော်ကျွန်တော်သားကိုတော့တရားလေးပါလေးပြလိုက်ပါဦးဗျာထိုကဲ့သို့သောဖိဖိစကားကြောင့်အတော်လေးအစီအပြေသွားပါတော့သည်ထိုအချိန်မှစပြီးဦးကျန်သည်ငရဲပြီတွင်ပါမိနစ်ရာထူးယူမိကျွန်တော်အား ဖွဲ့စည်းစရာလေတံမျိုးဖြင့်အော်ဟင်ပြီးတရားရည်အေးတိုက်ပြပါတော့သည်။음ခုဦးဟောလိုက်တဲ့တရားတွေကမောင်တို့လိုလူငယ်တွေဖို့အစင်တန်သိပ်မြင့်နေမှာပါပဲလေ။ဒါပေမဲ့ဒီတရားတွေကိုမလေ့လာပြီးအနိစ္စဒုက္ခအနတ္တဆိုတဲ့တရားတွေလောက်တော့အာယုံပြုကြဖို့ကွယ်ဟုတ်လား။ကျွန်တော်ပါတစ်ချိန်လုံးအပိုးကြီးပြောသမျှသာစိတ်မိတ်ပြီးနားတော်တာဆင်လျက်နှုတ်ဆွန်သောကျောင်းသားကြီးလိုတကောတပါရမြပန်းမပြောတတ်ပဲ။ နေတာလိုက်နေရမှာပြန်လဲဆွေးနွေးဖို့ရန်အခွင့်အရေးပေါ်လာတော့ကြီးမှန်တာပေါ့ဦးရဲ့ကျွန်တော်လဲចောင်းသားဆိုပေမဲ့ចောင်းစာတွေမကပါဘူးဘူးပြောတဲ့လက္ခဏာကြီး၃ပါးလောက်တော့အမြဲစင်ကြင်နေမိပါတယ်อืมကောင်းပါတယ်ကွယ်ဒီလိုမှပေါ့အဖိုးကြီးစကားကြောင့်ကျွန်တော်မှသွေးနဲ့ထင်းရောက်ပြီးကျွန်တော်ရှာရတော့တရားအစီအစဉ်လေးတွေကိုပြန်လဲဖောက်တင်ကြမိတော့ဒီကျွန်တော်ဒီတရားတွေကိုဘယ်လိုစင်ကြင်တယ်လဲဆိုတော့ဘူးကိုပြောပြရအောင်မယ်ကျွန်တော်တက္ကသိုလ်က ခင်းနန်းတင့်မူရင်ဆိုတဲ့အမျိုးသမီးကချောလိုက်တာဦးရဲ့အသားလေးတွေများမှုတ်ပြီးတော့ချောဤနေရပဲနှကန်းလေးကနှင်းစီငုံလေးလိုအတင်းစုပ်ချင်စရာလေးပေါင်ကြီးတွေဆိုတာတောက်လိုက်တာတပွေးတပိုက်ကြီးလမ်းလျှောက်သွားရင်ပေါင်ကြီးတွေများဤပတ်ဤပတ်နဲ့တင်မစုံကြီးတွေကတဒုံဒုံနောက်အဲ့ဒီအမျိုးသမီးကိုကိုကိုက်ညွန်ဖူးဆိုတဲ့လူကအတင်းကတင်ပြီးခိုးပြပါရဲ့ဦးရဲ့အဲ့ဒီမှာကျွန်တော်ကစစ်စစ်ပေါ်ပေါ်ကလေးတရားချလိုက်တာကတော့အော်လူဆိုတာ ကို့မပိုင်ပါလားအစိုးမရပါလားသူများခိုးပြီးလဲခံရပါလားအနတ္တအနတ္တဒီမျိုးသမီးကိုတို့ငန်းကွင့်ကုံမာပေါ့လားအော်အနတ္တဆိုပြီးတရားကြမိတယ်ဒီလိုနဲ့တစ်နှစ်လောက်ကြာတော့ခင်နန်းတင်ဘူးရင်ကိုပြန်ပြီးစုံပြီးတော့တခါတော့ကတောင်းခဲ့တဲ့ဖောင်းတင်းခဲ့တဲ့အသားအည်နဲ့ကားခဲ့တဲ့တင်မစုံကြီးတွေစား၆ကက်ကက်အသားပြားချက်တဲ့ဟိုဟာဒီဟာရီယာတွေ့ရပြန်တော့တောင်းအနိစ္စတရားဆိုတယ်မမြဲခြင်းဟာမှန်လားကြီးလားလို့ သတိတံဝေကရမိဒါကြောင့်ကျွန်တော်တို့လည်းအနေဆဒုက္ခအနတ္တတရားတွေကိုတက္ကသိုလ်ကအမျိုးသမီးတွေစီမားပဲအမြဲရှာပြီးတော့စင်ကျင်နေမိတာပဲဘူးကျွန်တော်ဤဒေသနာတော်အစုံတွေကအဖိုးကြီးကတာဓု၃ချိန်မခေါ်တော့လဲမျက်နှာကြီးမှာစိုက်ပြည့်ပြည့်ကြီးနေချွေလန်းပီတိတွေဖြစ်ပြီးနှကမ်းမွေးကျင်စွဲတွေပင်ထိုးထိုးတောင်တောင်ဖြစ်လာ၏ကျွန်တော်ဟောကြားလိုက်သည့်တရားမျိုးမှာအစီအနှစ်တွေစုပုံပြီးခလေးကြိုက်လူရွယ်ကြိုက်အထူးသဖြင့်တကြဝတို့အကြိုက်တရားထူးကြီးဖြစ်ရာအဖိုးကြီးခမရ တုတ်လှုပ်ရွရွတွေဖြစ်လာရင်ဆက်လက်ဟောကြားရန်တောင်းပန်တော်သည့်အတွက်ခေါင်းနာလေးတွေယူပြီးတရားရည်စင်ကိုပတ်ဖြန်းရပြန်တော်သည်အဖိုးကြီးကောကွက်ကွန်ကွင်းနှင့်တရားတွေကိုမြင်ပါစေတော်ဟုဂါလာဖရောလစ်စသည့်မလုံးတလုံးပုံတွေပေါ်ပြသည့်မဂ္ဂဇင်းတွေကိုရှေ့ချကနှကိုကြားတရားပြမိရာအဖိုးကြီးနှင့်ကျွန်တော်မှာမနက်ထမင်းငတ်ပါတော်သည်အဖိုးကြီးမိသည်များကျွန်တော်ကပြရာဤဘသူသမီးပေါင်ကြည့်ပြီးဘလို့တရားယူရသည်စသည့် နီနာနေတရားတွေကိုလည်းပြောပြရည်တိုးတိုးနဲ့ညနေတမင်းစားချိန်ရောက်တော့အခါတွင်ကကျွန်တော်မှအစာမခံနိုင်တော့၍တရားကိုတပိုင်းတစားနဲ့ဖိရန်အတွက်ဥကျန်အားတမင်းစားချိန်ကိုတတိပေးရတော့သည်သို့တော်အဖိုးကြီးကဥပုပ်ဆောင်ထားသည်ဆို၍အတင်းပေးကပ်ပြီးတရားတောင်းနေသည်ဟာနောက်တဲ့နေ့မှဆွေးနွေးလက်ဆတရားကိုစိုက်ကြရန်အတွက်ချော့မော်ပြီးသူ့အိမ်သို့ပြန်လွတ်လိုက်ရပါသည် နောက်တဲ့နေ့တွင်လည်းဥကျန်သည်ထီကလေးတစ်ချောင်းဂျိုင်းကြညက်ပြီးကုတ်ကုတ်ကလေးရောက်လာရာ မနေ့ကတရားဓူးတွေကိုပဲတိုးတိုးကျိတ်ကျိတ်နဲ့စိုက်ကြရပြီကျွန်တော်ကလည်းကျွန်တော်အကြံနဲ့ဖြစ်ဖြစ်အဖိုးကြီးထိုင်းရာကမထနိုင်အောင်တွေ့ရပါတော့သည်မာရီလင်မိုယိုဤဒလကျန်းရန်တီတင်အက်စတာဝီလီယာဤပေါန်တန်ရှိကြီးများမေဘမမေတက်ကတူတို့ဤယင်ခါစသည်တို့မှာကျွန်တော်ဤတရားရှာခွင့်များပင်ဖြစ်ပါတော့သည်နောက်ဆုံးတွင်မစုံနိုင်သော အပြိုကြီးတို့ဤမှွေးညင်းတို့ကိုပဲဓာတ်ခွဲကတရားနှင့်ရှင်ကပြသလိုက်သည်ဖြစ်လျား အဖိုးကြီးမှာအန်တကြိတ်ကြိတ်ရင်းတကုံကုံနဲ့ကျွန်တော်ဤတရားတော်မြတ်ကိုညနေဘိုးချုပ်သည့်အချိန်ပင်ရိုသေကျိုးနွန်စွာနားကြားသွားပြီ။တိုးတိုးနဲ့ကျွန်တော်တို့ဤတရားဆွေးနွေးပွဲကြီးမှာ15ရက်တိတိပင်ပြည့်တော်ပြီ။ကျွန်တော်အကြံမှာလဲမှန်းကြီးထက်ပင်ထိရောက်နေ၏။အဖိုးကြီးမှာကျွန်တော်အားဖရားတဆုဂုတလုံးလိုပင်ကြီးညိုလာပြီဖြစ်၏။ကျွန်တော်တရားတွေမှာအဖိုးကြီးအကျောပေါင်းတစ်ထောင်ကိုတသိမ့်သိမ့်တုံခဲ့စေသည်တာမကငယ်မူငယ်သွေးတွေပြန်ပြီးလူပြိုလေးတစ်ယောက်လိုပင် ချက်သွေးတွေတောင်တပြင်းပြင်းထရက်နေပြီမဟုတ်ပါလားဒီနေ့တွင်လည်းကျွန်တော်ဒီအဖိုးကြီးအလာကိုမျှော်နေမိသည်ခုတကတရားဆွေးနွေးရင်သူ့မယဘာသမီးကိုမတိမတာတောင်းကြည့်မိဂျိတ်သေးဖို့ကတော့တယ်မလွယ်နိုင်ဟွန်းဘလောက်အကြံပိုင်းတယ်လဲကြားခင်စိမ့်နဲ့အဲ့လေငပိန်နဲ့ခါတိုင်းဝရိယကောင်းလာတော့ဥကြံပါဒီနေ့မှလာနိုင်ခဲ့တဲ့ပြင်ခြံဝကိုသာခဏခဏမျှော်နေမိတို့ခိုင်ကလေးတယောက်ဝင်လာကဥကြံထံမှစတဲ့ဆောင်လာပေးပါသည် အဖိုးကြီးနေမကောင်းလို့ဒီနေ့တရားမဆွေးနေနိုင်တဲ့အကြောင်းခွင့်တိုင်စာများလားဂျိုကဲ့သို့တွေ့ရင်စာအိတ်ကိုဖောက်ဖက်လိုက်ပြီးပါသည်မောင်မောင်ပိဦးလေးစားစွာစာရေးလိုက်ပါတယ်ဦးအတွက်ဒီနေ့တိတ်အေးကြီးနေလို့မလာနိုင်တာခွင့်လွတ်ပါကွယ်အကြောင်းကတော့ဦးမယားကပါလာတဲ့တမိအမြင့်ကိုသိတယ်မို့လားအမြင့်ကတော့မောင်မောင်ပိရဲ့အကြောင်းကိုဦးပြောထားလို့သိနေပါတယ်ဦးလည်းမောင်ရင်တရားတွေကိုနာကြားပြီးခဲ့ရတဲ့နောက်မှာ အကြံတစ်ခုပေါ်လာတယ်။အဲ့ဒါအမိကိုပြောကြည့်တော့ဦးလေးကျန်သဘောအတိုင်းပါပဲတဲ့ကွယ်။ဦးလေးကျန်ကသေဆိုသေရှင်ဆိုရှင်ပါမယ်တဲ့။ကျွန်တော်ကစာကိုတစ်ပိုင်းတစ်စနဲ့ဖျက်ထားရကပို့ကိုကိုတော့မယုံနိုင်ဖြစ်သွား၏။မလီ။အိုရတော့မယ်။အိုရတော့မယ်။မောင်မောင်ပေတယောက်အမြင်ကလေးကိုရလို့အိုရတော့မယ်။အလိုက်သီးတဲ့ရောက်ခမတဝင်းခွဲလောင်းကြီးကသူ့သမီးအမြင့်ကိုမတောင်းရဘဲနဲ့အလိုက်သီးဆိုအပ်နေပြီ။ကျွန်တော်အကြောင်းတွေလည်းအမြင့်ကိုပြောထားဆိုပဲ နောက်ပြီးအမြင့်ကလည်းအပိုးကြီးစီမံရန်ကိုနာခံပါမယ်တဲ့ကျွန်တော်မိမရတော့မယ်ဗျအတိလားကျွန်တော်မှဝမ်းသာလို့လို့ဒိုင်းနေရကထပြီးခုံးလိုက်ရရမ်းမြင်ပေါ်သို့အတက်လို့ဖင်တိုင်းရဲ့ပြန်ကြသဖြင့်မိညောင်ရိုးကွဲမတက်နာသွားသည်ကိုအသာပေါ်ရင်မင်္ဂလာရဲ့ချင်းများပါမလားဟုပြေဆက်ဖတ်သည်တွင်ဦးအကျံကတော့မုံမြတ်လာတဲ့မမောင်ပိတ်တရားတွေကိုမသိခင်လေးမှလက်တွေ့ရှာသွားဖို့ပဲကွဒါကြောင့်အမြင့်ရဲ့သဘောတူရဲ့အရာဒီနေ့မှအမြင့်လေးရဲ့ဆန္ဒအတိုင်းပထမဦးဆုံး ရုံးတက်လက်ထပ်လိုက်ပြီးတဲ့နောက်ဇနီးတေကလေးအမြင့်စီကတရားအစီအစဉ်တွေကိုဦးကတော့စတင်ပြီးရှာနေပါပြီကွယ်တဲ့တေပါတော့ငပိရဲ့အမြင့်ကိုမရတဲ့အပြင်နင်းအာပေါ့ကိုဟောလိုက်တဲ့တရားတွေကြောင့်ပို့တကြားအူကြီးနဲ့စွန်သွားရပါပါကောကိုရင်ဝါကိုကိုဖနှောင်းနဲ့ပောက်ပြီးတော့ပဲတေလိုက်ပါတော့အောင်သွယ်ကြီးငပိရဲ့ကျွန်တော်ဒီရင်ဝါကိုဇုံထူပြီးတအားဟစ်လို့ငိုမိပါသည်လုံးမောင်ပသိ အခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာကျွင်လန်းချမ်းမြေကြပါစေ။